င်္ဂလာပါခင်ဗျာတပတ်အတွင်းသတင်းစီစဉ်ကအကျိုးဆိုပါရစေမြန်မာနိုင်ငံသူနိုင်ငံသားတွေရဲ့ပေါင်းတင်ဆက်ဆံရေးမှာစစ်တပ်ရဲ့အရက်ဖက်ရဲ့ဆိုတဲ့အုံနှုံကြောင့်တတိုင်းခြားထားသလိုမဖြစ်စေချင်တဲ့အကြောင်းသမ္မတဦးထင်းကျော်ကပြောလိုက်ပါတယ်နေပြည်တော်သမ္မတအင်တော်မှာဧပြီလ12ရက်နေ့ကကျင်းပတဲ့တကြံအကြိုနှစ်နှစ်သစ်ဆူတောင်းစကားပြောစဉ်မှာအခုလိုထည့်သွင်းပြောခဲ့တာပါဘူချောင်းဆန်တော်လန်ရေးလှုပ်ဆောင်စဉ်မှာတမတော်ကပြည်သူတွေကိုအကာအကွယ်ပေးခဲ့တယ်လို့အရက်ဘက်ကလည်းရရလက်နဲ့ဆွဲကင်ပြီးတော့တမတော်သားတွေအတွက်အသက်ဆုံးလွတ်ခဲ့ကြတယ်လို့ဥတင်ကျော်ကပြောပါတယ် အဲ့ဒီအခြေအနေတွေကိုပြန်တွေးပြီးတယောက်နဲ့တယောက်ရင်းနှီးနှီးခင်းခင်းမင်းမင်းဆက်ဆံကြဖို့အဲ့လိုဆက်ဆံမယ်ဆိုရင်အဆအဆရရအဆင်ပြေပြီးတိုင်းပြည်တိုးတက်ရာတိုးတက်ကြအောင်လှုပ်ဆောင်ရမှာပိုပြီးအချိန်ဟုန်ရလာမယ်လို့သမ္မတဦးထင်ကျော်ကပြောကြားလိုက်ပါတယ်ဒီမိုကရေစီပညာရေးစနစ်ပေါ်ထွန်းလာရေးအတွက်အစိုးရတင်းနဲ့ညှိနှိုင်းသွားမယ်လို့ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂအဖွဲ့ချုပ်ကအေဗလာ9ရက်နေ့နေဆွဲနဲ့ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်အရင်ဆိုရလက်ထက်ကအဲ့ဒါမှပြတ်ထန်းခဲ့တဲ့အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးတောင်းဆိုချက်ဆက်တဲ့ချက်ကိုနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်ဆန်းစုကြည်အပါဝင်အစိုးရအသစ်လွှတ်တော်အသစ်တို့နဲ့ချိတ်ဆက်ဆောင်ရွက်သွားမယ်လို့ဘကတာမြအဖွဲ့ချုပ်ကပြောပါတယ်။ပြည်ညာရေးဥပဒေပြင်ဆင်ပေးဖို့တောင်းဆိုတဲ့အတွက်ဖမ်းဆီးခံထားရတဲ့အကြောင်းသားတွေအပါဝင်ဝန်ရံသူတွေတက်ကြွလှုပ်ရှားသူတွေနိုင်ငံရေးအကျဉ်းသားတွေပြန်လွတ်အောင်ကြိုးပမ်းခဲ့တဲ့ဒေါ်ဆန်းစုကြည်ကိုဘကတာမြအဖွဲ့ချုပ်ကလေးစားကျေးဇူးတင်ကြောင်းနဲ့ကြံသေးတဲ့နိုင်ငံရေးအကျဉ်းသားတွေပြန်လည်လွတ်မြောက်ရေးအတွက်ဆက်လက်ကြိုးပမ်းပေးဖို့ဒီကြေညာချက်မှာဖော်ပြထားပါတယ်။ဧပြီလ10ရက်နေ့အကျဉ်းထောင်အသီးသီးကနေလွတ်လာသူတွေထဲမှာ ပြစ်ဒဏ်ချမှတ်ခံထားရတဲ့နိုင်ငံအကျဉ်းသားတွေမပါသေးသလိုအမှုရင်ဆိုင်နေစေနိုင်ငံရေးအကျဉ်းသား300ကျော်ကြံနေသေးတယ်လို့နိုင်ငံရေးအကျဉ်းသားဟောင်းများကုညီဆောင်ရှောက်ရေးအသင်း AAPP ကပြောပါတယ် AAPP ရဲ့စီးရင်တွေရပြည်တံကြခံနေရတဲ့နိုင်ငံရေးအကျဉ်းသား100ကျော်နဲ့အမှုရင်ဆိုင်နေစေ400ကျော်ရှိတဲ့အထက်က100နီးပါးပြန်လွတ်လာတာလို့ဆိုပါတယ်လွတ်လာတဲ့သူတွေဟာပုံမှန်494ရလွတ်ပေးလိုက်တာဖြစ်ပြီးတကြံအပြီးမှကျန်တဲ့သူတွေအကုန်လွတ်လာမယ်လို့မျှော်လင့်တဲ့အကြောင်း AAPP အဖွဲ့ကပြောပါတယ်ခင်ဗျာ ရှမ်းပြည်မြောက်ပိုင်းမူဆယ်မြို့မှာ SSC ဝိုင်းတပ်ဖွဲ့ဝင်တွေနဲ့အစိုးရတပ်တွေတိုက်ပွဲဖြစ်ပွားပြီး SSC တပ်ဖွဲ့ဝင်အယောက်20ဖမ်းဆီးရမိခဲ့တယ်လို့ဟေဘယ်လာ17ရက်နေ့ကမြမအလင်းသတင်းစာမှာဖော်ပြပါတယ်။ SSC အဖွဲ့ကနေမြေကျော်ပြီးဝင်ရောက်လှုပ်ရှားတာကြောင့်တပ်မတော်စစ်ကြောင်းကနေမြေရှင်းလင်းရမှာမက်စလာ28ရက်နဲ့29ရက်တွေကမူဆယ်မြို့နယ်တီမာမုံဘော်နဲ့ပန်းနာကြီးရွာတွေမှာတိုက်ပွဲ၅ကြိမ်ဖြစ်ပွားခဲ့တယ်လို့ဖော်ပြထားပါတယ်။ SSC ဝိုင်းအဖွဲ့ဟာရှမ်းပြည်တောင်ပိုင်းမန်ရှူးမြို့နယ်က ဝိုင်းဌာနချုပ်မှာအခြေစိုက်တာဖြစ်ပြီးအစိုးရနဲ့အပြစ်ခတ်ရစေး NCA စာချုပ်မှာလက်မှတ်မထိုးသေးတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့လည်းဖြစ်ပါတယ်ခင်ဗျမြမနှစ်တကူပွဲတော်အစဖြစ်တဲ့တင်းညံအကြနေ့ဧပြီလ13ရက်နေ့ကထိုင်းနိုင်ငံမြောက်ပိုင်းချင်းမိုင်မြို့မှာလဲချင်းမိုင်မြို့တီနှစ်920ပြည့်ပွဲတော်နဲ့အတူအတာတကြံအကြနေ့ကိုထိုင်းနိုင်ငံသားတွေနဲ့အတူထိုင်းနိုင်ငံရောက်မြန်မာတွေလည်းပါဝင်ဆင်နွှဲနေကြပါတယ်ဒီနေ့မှာပဲချင်းမိုင်မြို့ကဖုန်တော်ကြီးအကြောင်း58ကျောင်းကဖရားတွေဒေသစာကြီးကြွချီတဲ့ပွဲကျင်းပခဲ့ပြီးတော့ မြန်မာနိုင်ငံသားအများစုကိုးကွယ်နေတဲ့ website မြန်မာဖုန်းတော်ကြီးအကြောင်းကလည်းမြန်မာနိုင်ငံကိုစားပြုပြီးပါဝင်ခွင့်ရခဲ့ပါတယ်ချင်းမန်ရောက်မြန်မာလူထုမတွေကချင်းမန်မြို့နဝရတတားထိပ်ကနေမြို့လယ်ကျုံးတဲမှာရှိတဲ့ wordpressing ဖုန်းကြီးအကြောင်းကိုရွေးရရင်ကျင်းမှုနဲ့အတူပါဝင်ဆင်နွှဲခဲ့ကြပါတယ်ချင်းမန်မြို့ကတကြံပွဲတော်မှာမြန်မာနိုင်ငံကိုစားပြုပါဝင်ခွင့်ရတာဟာအခုနှစ်ဆိုရင်၄ချိန်မြောက်ရှိပြီလို့လည်းသိရပါတယ်ထိုင်းနိုင်ငံရောက်မြန်မာလာအိုနဲ့ကမ္ဘောဒီးယားရွှေပြောင်းအလို့သမားတွေတကြံကာလအတွင်းနေရပြန်တဲ့အခါ နေဇက်ကိအသီးသီးမှာငွေပေးဖို့မလိုကြောင်းထိုင်းဝန်ကြီးချုပ်ကအီဘလာဆန်နီယန်နေ့ကသတင်းထုတ်ပြန်လိုက်ပါတယ်။အရင်ကမြန်မာလူသမားတွေတကြံကာလမှာမြန်မာနိုင်ငံကိုပြန်ရင်မြန်မာကျပ်ငွေ3000ကျော်နဲ့ညီမျှတဲ့ထိုင်းဘတ်ငွေ1000ကျော်ပေးရပြီးဒီနေ့မှာပထမဆုံးအခမဲ့ပြန်ခွင့်ရတာလို့လူသမားတွေကပြောပါတယ်။ထိုင်းမြန်မာနေဇက်ကိ6ခုမှာအီဘလာ20ရက်နေ့အထိနေရပြန်မဲ့မြန်မာလူသမားတွေကိုအလုရှင်ရဲ့ခွင့်ပြုချက်နိုင်ငံကူးလက်မှတ်လုံလုံခွင့်လက်မှတ်အထောက်အထားတွေပြပြီးနေဇက်ကိတွေကအတိမတ်ပြုတစ်စိမ့်သုံးထုတ်ပေးမှာဖြစ်ပါတယ်။ ဲ့ဒီအလုပ်သမားတွေစီကငွေကြေးတစုံတရာမတောင်းခံဖို့လဲထိုင်းအနာပိုင်တွေကညွှန်ကြားထားပါတယ်ခင်ဗျစကိုင်းမန္တလေးမကွေးပဲခူးရန်ကုန်ကရင်စတဲ့တိုင်းနယ်ပြည်နယ်ရှစ်ခုမှာအပူချိန်မြင်မနိုင်တယ်လို့မိုးလေဝသပညာရှင်ဒေါက်တာထွန်းလွန်ကသတိပေးချက်ထုတ်ပြန်ထားပါတယ်အခုသတင်းပတ်အတွင်းစကိုင်းတိုင်းမကွေးတိုင်းနဲ့ပဲခူးတိုင်းတို့မှာအပူချိန်အမြင့်ဆုံးဖြစ်ပြီး55ဒီဂရီကနေ50ဒီဂရီစင်တီဂရိတ်အထိရှိတယ်လို့ထုတ်ပြန်ချက်မှာပါရှိပါတယ်။မိုးလေဝသနဲ့ဇလဗေဒဥစည်းဌာနရဲ့တိုင်တာချက်အရ ၊ဇကိုင်း၊မိတီလာ၊ကြောက်ဆဲ၊ဟဲဟိုး၊မိုးကုတ်၊ရမဲတင်းနဲ့တောင်တွင်ကြီးစတဲ့မြို့နယ်ရှစ်ခုမှာအပူချိန်လွန်ကဲမှုစံချိန်တင်ခဲ့တယ်လို့သိရပါတယ်။အပူချိန်အမြင့်ဆုံးဖြစ်တဲ့6မြို့နယ်မှာ56ဒီဂရီစင်တီဂရိတ်ထက်ကျော်လွန်ပြီးဒုတိယအမြင့်ဆုံးဖြစ်တဲ့ဇကိုင်းမြို့မှာ53ဒီဂရီစင်တီဂရိတ်ထက်ကျော်လွန်ခဲ့ပါတယ်။ဧပြီလ18ရက်နေ့နောက်ပိုင်းမှာတော့နေပူချိန်ရော့ကျသွားနိုင်ပြီးဧပြီလ28ရက်နေ့ကနေမေလာဇန်းအထိနေပူချိန်ပြန်လည်တိုးလာနိုင်တယ်လို့မိုးလေဝသထဏာကထုတ်ပြန်ထားပါတယ်ခင်ဗျ။